ဥပဒေဘာသာပြန်ကော်မရှင်လုပ်ငန်းကော်မတီနဲ့လုပ်ငန်းအဖွဲ့ငယ်များရဲ့18ကြိမ်မြောက်ဆွေးနွေးကိုဒီကနေ့မနက်ပိုင်းကဥပဒေရောင်းဝယ်ရေးဌာနဆွေးနွေးခန်းမှာကျင်းပပါတယ်။အဆွေးနွေးမှာဥပဒေဘာသာပြန်ကော်မရှင်ဥက္ကဋ္ဌဒေါက်တာတီရာဦးကရခိုင်အင်္ဂလိပ်ကိုလိုနီခေတ်မှာအင်္ဂလိပ်ဘာသာဖြင့်ပြဋ္ဌာန်းခဲ့တဲ့ဥပဒေ28ရပ်ကိုမြန်မာဘာသာပြန်ဆိုတည်ပြုခဲ့ပြီးဥပဒေဘာသာပြန်စာအုပ်အမှတ်9မှ16အထိစာအုပ်8အုပ်ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပါကြောင်း So <laughs> a message on the visa landing is the district six at the federal student at the Myanmar passport at the visit at the the religious society as to bone to win and get on Bill Javari. Yaku Siwima, Uri Chomia Piti, the Jurigar Office of Protection as the treasure trot at the Australian in forward as. တမ်ပြမာ territorious fort as the water power as ne the abidus as တို့ကိုဆွေးနွေးအတည်ပြုမှာဖြစ်ပြီးဘာသာပြန်ဆိုချက်ပြတင်းမှန်ပန်ကန်စီရေးအတွက်အားလုံးကဝမ်းဝမ်းဆွေးနွေးအကြံပြုစီရီကြောင်းပြောကြားခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ